အားလုံးမင်္ဂလာပါခင်ဗျာမရှလာ24ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေတင်ဆက်ပေးပါမယ်ပထမဆုံးအနေနဲ့ကတော့ကျွန်တော်မနေ့ကပြောခဲ့တယ်ပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့ဒီလေဒုညဉ့်ညံမှုကိစ္စပေါ့နော်ဒါနဲ့ပတ်သက်ပြီးပြောခဲ့တယ်ပြောတဲ့အချိန်မှာကျွန်တော်ကဒါအကူတယောက်ကလာပြီးတော့အဲလေဒုညဉ့်ညံမှုနဲ့ပတ်သက်ပြီးတော့ဒီ website မှာကြည့်လို့ရတယ်ဆိုတော့ကျွန်တော်လာပြောတယ်ပေါ့နော်အဲ့တော့ဒီ air quality နဲ့ပတ်သက်ပြီးတော့ထုတ်ပြန်တဲ့ website အရာသူကသူ level လေးတွေခွဲထားတာရှိတယ်ပေါ့နော်ဒီ level တွေမှာ ကျွန်တော်တို့ဒါအခုမြင်ရသလောက်ဆိုလို့ရှိရင်သူကတုံညာကနေ90ဆိုလို့ရှိရင်သူကတော်တော်ကောင်းတဲ့ quality ပေါ့နော်အဲ့မှာ51ကနေ100ဆိုလို့ရှိရင်အလေလက်မှ100ကနေ150ဆိုလို့ရှိရင်ဒီထိလည်ချလည်းအုပ်စုပေါ့ကျမကြီးမကောင်းတဲ့သူတွေအတွက်အဲရှူရှိုက်ဖို့မသိတဲ့လေပေါ့နော်ဒါမှမဟုတ်လို့ရှိရင်151ကနေ200ဆိုလို့ရှိရင်တော့ကျမတို့အထိခိုက်နိုင်တယ်အဲ့မှာမှ201ကနေ300 berry တအားအရန်ကိုအဲကျမ်းမိုက်ထိခိုက်နိုင်တဲ့အနေထားအဲ့ဒီထက်အပေါ်ဆိုလို့ရှိရင်တော့ပြောမနေနဲ့တော့လုံးဝဒါအစိပ်ပြဖြစ်သွားပြီပေါ့နော်အဲ့တော့လက်ရှိမြန်မာနိုင်ငံရဲ့အနေထားဘယ်လိုဖြစ်နေဆိုရင်ရန်ကုန်ပေါ့ရန်ကုန်အနေနဲ့ပြောမှဆိုရင်ရန်ကုန်က151ဆိုတဲ့အဆင့်ရှိပါတယ်နော်အဲ့အဲ့အဲ့လောက်မှရှိပါတယ်အဲ့အဲ့151ဆိုတာကအဆင့်မပြည့်ဘူးနော်ခုနပြောသလိုကျမ်းမိုက်ရေးက အဆင်ပြေတဲ့အနေအထားမှမရှိဘူးလေတုညံ့ညံ့မှုဖြစ်နေတယ်ပေါ့နော်အဲတချို့လည်းပြောကြတယ်သူတို့ air purifier နဲ့အိမ်မှာနေကြတယ်ဒါပေမဲ့ပြင်ထွက်လို့ရှင်တော့ထိပါပဲအဲ့တော့ဟိုပြောချင်တာကတော့အတတ်နိုင်ဆုံးကတော့ mass တွေတက်တာလို့နော်ဒါလေးတွေဂယူဒီဇိုင်းနဲ့လုပ်ဖို့ပေါ့။နောက်ပြီးကျွန်တော်တို့ဒီအော်ဘယ်လိုပြောရမလဲ။တော်မီရှိုတာတို့ဘာတို့ဒီလိုသဘာဝပတ်ဝန်းကျင်ပြည့်စည်စီမဲ့အရာတွေမလုပ်သင့်ဘူးပေါ့။ဆိုတော့မြန်မာနိုင်ငံကလက်ရှိဒီလေးဦးညဉ့်ညံ့မှုအခြေအနေမှာပေါ့နော်။ အဆိုးဆုံးအချိန်တွေမှာအဆင့်7မှာရှိပါတယ်။အဲ့တော့ထိတ်ဆုံးကတော့ဘီဂျင်းပေါ့နော်ချိုင်းနာပြီးရင်နယူးဒေလီပြီးရင်ထိုင်းကချင်းမိုင်ပေါ့နော်ပြီးရင်ဒါကာဘင်္ဂလားဒေ့ပြီးဖနော့ပင်ပြီးရင်လာဟိုးပေါ့လာဟိုးကပါကစ္စတန်ပေါ့ဘန်ကောက်ထိုင်းလန်နောက်ပြီးလို့ရှိရင်ဥဇ်ဘက်ကစ္စတန်ပေါ့ပြီးရင်အင်ဒိုနီးရှား အပြင်ဟန်နွိုင်းပြည်နယ်ပြည်မြန်မာနိုင်ငံက17နိုင်ငံမြောက်17နေရာမြောက်ပေါ့17မြို့မြောက်လူလူညဉ့်ညံမှုအမြင့်ဆုံးဖြစ်နေပါတယ်အဲ့တော့ကျွန်တော်တို့ဘက်ကလည်းဟိုပြောချင်တာတော့တက်နိုင်ဆုံးတော့ဂယုတစိုက်တော့နေကြအဲ့တော့ပြင်ထွက်သွားလာတာလေးတွေတက်နိုင်ဆုံးမလိုရလို့ရှင်မသွားနဲ့သွားလို့ရှင်လည်း mass တွေပါလေးတက်ပြီးသွားကြပါတော့လူလူညဉ့်ညံမှုကလည်းလူတွေကြက်မိုက်တွေအတွက်ထိခိုက်နိုင်ပါတယ်အဲ့ကျွန်တော်ဒီသတင်းတင်ဆက်နေတဲ့အချိန်မှာပဲတခါ ဆွဲကပင်တောင်းနော်မီးလောင်နေတာကိုဆူဆူဝွားဝွားမြင်နေရတယ်။အရင်ကတော့လောင်တော့လောင်ဘူးတယ်ဒါပေမဲ့ဒီလောက်အချိန်နေမဟုတ်ဘူးဆိုပြီးတော့ဒေသခံတွေကလည်းပြောပါတယ်။နော်အခုမြင်နေရတဲ့အနေအထားဆိုတော့အဲ့ပုံမှာအဲလူသူတိရစ္ဆာန်ရှိမရှိရတော့ကျွန်တော်တို့လည်းမသိရသေးဘူး။အဲညာဘက်မှာလောင်နေတာမြင်ရတာဖြစ်တဲ့အတွက်နောက်ဆက်တွဲအဖြစ်အပျက်တွေကိုကျွန်တော်တို့ဆက်ပြီးတော့စုံစမ်းနေစေဖြစ်ပါတယ်။ကျွန်တော်ဆက်ပြီးတင်ပြပြီးမှဖြစ်ပါတယ်။အဲတော့အတက်နိုင်ဆုံးကတော့ ဘယ်လိုပြောရမလဲတောင်ရမီးရှို့တာတို့နော်နောက်ပြီးလို့ရှိရင်မလိုအပ်ပဲနဲ့ဒီသူတို့နည်းနည်းထိမ့်သိမ့်မှုလို့လို့မထင်နဲ့မလိုအပ်ပဲနဲ့ဆိုခုနပြောစကားနည်းနည်းဟောဖြစ်သွားလို့ထိမ့်သိမ့်မှုလို့မထင်အဲ့ဒါတော့သူတို့ဒီကားတွေပေါ့ကားတွေမှာဒီထွက်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေနော်အဲ့ဒီကနေထွက်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေတော့များတယ်များတဲ့ခါကျတော့တချို့ရင်ဦးရင်ဟောင်းတွေကျွန်တော်ထင်တာတော့ဖြတ်သိမ့်သိမ့်ပြီလို့ထင်တယ် တော်တော်များများဒီအစိုးရဘိုင်းတွေမှာတုံးနေတာများတယ်အဲကျွန်တော်တို့ဒီလုံးဝ model ဟောင်းနေတဲ့ကားတွေ B အဆင့် A အဆင့်ပေါ့နော်ဒီကားနံပါတ်မှာ ED B ဒီအဲလောက်ထိကိုဦးဟောင်းနေတဲ့ကားကြီးတွေ73နေတယ်အဲ့လိုပဲအချို့သောနေရာတွေမှာဒီကားအဟောင်းကြီးကိုတော့ဒီခီးဝေးတုံးနေတဲ့အနေထားတော့ဒါကြောင့်မို့လဲ တစ်ဖက်မှာပြင်ကြည့်တော့ယင်တိုက်မှုတွေဖြစ်တာတွေနော်ယင်မကြမ်းခိုင်မှုတွေဖြစ်တာကြောင့်အဲယင်မတော်တဆမှုတွေဖြစ်တာတွေအများကြီးဖြစ်တယ်ပေါ့ဒီဖက်မှာကြာပြန်တော့ဒီကနေထွက်လာတဲ့နော်သူတို့ကကြတော့မစင်းစားတော့ဘဝဝင်ချင်းအခြေအနေဘဝဝင်ချင်းအခြေအနေဆိုတာဒီကျွန်တော်တို့ဒီတဘောပောင်းချင်းအခြေအနေတော့သူတို့မသိလည်းမသိဘူးစင်းလည်းမစင်းစားဒီကမောင်းလို့သွားပြီးရောရုံးကောင်းတယ်ဆွဲကောင်းတယ်ယင်ကြမ်းခိုင်တယ်ဒါဆိုရပြီနော်အဲ့လို ပောင်းညင်ချင်းနေမသိတော့မိကိုဘလောက်ထွက်တယ်ဘာညာပောင်းညင်ဘလောက်ညင်ညာလဲသူတို့မကြည့်တော့အဲ့တော့အစိုးရအနေနဲ့တောင်စီမံချက်တစ်ခုအနေနဲ့ဖြတ်သိမ်းတဲ့နော်နောက်တစ်ချက်ကကြတော့ကျွန်တော်တို့ဒီကာဗွန်ထုတ်လွှတ်မှုတွေများတယ်ကျွန်တော်တို့အဲယာကွန်တို့ပါတော့ဘောနော်အဲကွန်နေမှာလဲအဲတအားကြီးအိုဟောင်းနေတဲ့အဲကွန်နေနော်စီစစ်သုံးဆွဲနေသုံးဆွဲနေတဲ့သူတွေအဲကိုဟာနေပဲကိုလောက်အောင်ပေါ့ဒါကတော့ပယ်ဖြတ်သိမ့်ပြီနော်မလုတ်တဲ့တော့ဘောနော်ဟိုဒီ တဘောပုံချင်းပျက်စီးစီမယ်ရတယ်เนาะသူတို့အခုနောက်ပိုင်းဆိုလို့ရှိရင် R32 လဲအဲ့လိုမျိုး gas အမျိုးအစားတွေနဲ့ဒီကာဗွန်ထုတ်လွှတ်မှု short ချနိုင်တဲ့ဟွာတွေရှိတယ်ပေါ့အဲအဲ့လိုမျိုးစနစ်လေးတွေပြောင်းသုံးလာတင်တယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ဒါတွေပြောရတာလဲဟိုကျွန်တော်တို့ကဟိုအမုန်းခံပြီးပြောရအမုန်းခံပြီးပြောရဆိုတော့တချို့ကိစ္စတွေမှာတိတ်ပြီးတော့လူတွေမကြိုက်ကြဘူးเนาะလူတွေမကြိုက်ကြတာကျွန်တော်သိပါတယ်အဲစကားများတယ်သူတို့လိုချင်တဲ့အကြောင်းအရာများဘူးဒါပေမဲ့လည်း မပြုတ်ပြင်လို့တော့မရအောင်နော်ဒါကျွန်တော်ပြက်စီးနေတဲ့အရာတွေမပြုတ်ပြင်လို့မရအောင်လုပ်ကိုလုပ်ရမယ့်အရာတွေဖြစ်ပါတယ်မဖြစ်မနေအမုန်းခံပြီးပြောပေးနေတာဖြစ်ပါတယ်နောက်တစ်တင်းတစ်ပုတ်ကတော့ကျွန်တော်တို့မန္လိတိုင်းနေတာကြီးမဟာအောင်မြင်မြို့နယ်ပေါ့နော်မဟာအောင်မြင်မြို့နယ်အနောက်ရက်ကွက်မဟာအနောက်ရက်ကွက်ထဲမှာပြည်သူစစ်မှုထမ်းနဲ့ပတ်သက်ပြီးတော့ဒါမဲနှိုက်ပြီးတော့လိုက်လှုပ်တာမျိုးနယ်ထဲမှာလှုပ်တာပေါ့နော်မဟာအောင်မြင်အနောက်ရက်ကွက်ရေလို့တော့မဟုတ်ဘူးပေါ့နော်မျိုးနယ်လုံးကျွတ်နေပါအဲဒီမဲနှိုက်တာတွေပါလေလှုပ်တယ်ပေါ့ ပွန့်ပွန့်လင်းမြင်မြင်တတလက်ကျင်ကြတယ်လာခဲ့မဲနိုင်မယ်အဲ့တော့ပတ်စံတောင်းလို့မရဘူးရှင်းတယ်ပေါ့နော်မဲနိုင်မယ်ပေါက်တဲ့သူသွားမပေါက်ရင်နော်ပြန်ဒါပဲဒီလိုပုံစံမျိုးလိုက်လို့တဲ့ခါကျွန်တော်တို့သဘောကျတယ်အဲ့တော့အဆင်ပြေတယ်နောက်ပြီးခဲ့တဲ့ပိုင်းကကျွန်တော်တင်ဆက်ခဲ့တယ်နောက် PDF တွေတားဆီးခဲ့တဲ့နော်အမေရရင်နှစ်ပွဲကိုရင်းမပင်မြို့နယ်မှာပြန်ပြီးကျင်းပတယ်ပေါ့နော်သူတို့ကတော့လူစီကားတယ်လို့တော့ပြောပါတယ်နောက်တရင်တဲ့ဘက်ကတော့ကျွန်တော်တို့ဒီဖာကန်ကမိုင်းလမ်းမှာရှိတဲ့9မိုင်ဂိတ်ပေါ့နော် KIE PDF အခြေစိုက်တဲ့9မိုင် gate ကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေဝင်ရောက်တင်ဆက်ရှင်းလင်းခဲ့တယ်မိစုဖက်စီးခဲ့တယ်လို့သိရပါတယ်။နောက်တဲ့တင်တဲ့ဘုတ်ကတော့ဝမ်းတွင်းမြို့နယ်စွန်ချောင်းကြီးရွာမှာရှိတဲ့ရေတကွန်ကျောင်းပေါ့နော်ကျောင်းနိုင်ဆရာတော်ဦးကောဝိတာကိုမတ်လ21ရက်နေ့နော်ည9:00နာရီလောက်မှာ PDF အဖွဲ့ဝင်တွေရဲ့လောက်ဖန်စီချင်းကိုခံခဲ့ရပါတယ်ကိုဝိဒ်ဆိုတော့သူတို့ကတော့ PDF စစ်ဦးစီးချုပ်ရဲ့အမိန့်နဲ့ဆိုပြီးတော့အတင်း တင်ငန်းတွေဆွဲချွတ်ပြီးတော့ဖန်စီခေါ်ဆောင်သွားတယ်လို့သိရတယ်။ဖန်စီခေါ်ဆောင်သွားတဲ့ဒီဆရာတော်ဥကောဝိဒ်နဲ့ပတ်သက်ပြီးတော့အခုချိန်ထိကတော့တည်င်းတစုံတရာမရရှိသေးပါဘူး။နောက်တည်င်းတစ်ပုဒ်ကတော့စစ်တွေမျိုးပတ်ဝန်းကျင်မှာရှိတဲ့ဒီ EE အဖွဲ့ကိုချိန်မုံတိုက်ခိုက်တဲ့ရုပ်တံတွေပေါ့နော်ဒရုန်းရုပ်တံတွေထွက်ပေါ်လာပါတယ်။အဲ့ဒါတော့စစ်တွေမျိုးနယ်ခမောင်းတော်ရွာနာမှာအခြေဆိုင်နေတဲ့ EE တွေပေါ့နော်။သူတို့လည်း ပြူတိုင်းနှုတ်နေရတဲ့ပုံစံဖြစ်နေတယ်ပေါ့နော်ရှေ့လဲဆက်တိုးလာလို့မရဘူးအဲရှိတဲ့ရွာနာလေးဒီမှာခြေကုပ်ယူပြီးတော့အမိတ်တိုင်းနောက်လည်းပြန်ဆုပ်လို့မရဘူးပေါ့နော်အဲခြေကုပ်ယူပြီးနေတယ်နေတဲ့အချိန်မှာပဲတက်ကလည်းတို့ခြေကုပ်ယူနေတဲ့ဟိုနားတစ်ခွက်ဒီနားတစ်ခွက်နေရာမှာအကုန်လုံး drone နေနဲ့ဘုံလိုက်ကျင်းနေတဲ့ခါကျတော့လေဒီ drone ဘုံလေးအောက်မှာပဲအတုံယုံတည်ဆုံးနေတဲ့မြင်ကွင်းလေးလည်းကျွန်တော်တို့မြင်ရတယ်ပေါ့နော်နောက်တစ်ရင်တစ်ဘောကကျတော့ကျွန်တော်တို့ဒီ ပချင်းတရင်ကနေပြီးတော့ KI ကိုဖောင်းထုတ်ထားတယ်ပေါ့နော်။အဲ့ဒါကတော့သူတို့ဒီကုန်ပစ္စည်းတင်တဲ့ကားတွေပေါ့။အင်းတော်ကွင်းလန်းအဲ့ဒီကွင်းလန်းကိုဖြတ်သန်းသွားတဲ့ကားတွေ။အဲ့ဒီကားတွေကသူတို့ဒီ KI ဂိတ်မှာပေါ့နော်။တခေါက်ကို350ရာနဲ့200အထိပေးနေရတယ်ဆိုပြီးတော့ပြောပါရတယ်။အဲ့လိုပဲအင်းတော်မြို့နယ်ထဲမှာရှိတဲ့ဒီ NUG လက်အောက်ခံနော်။တောင်ကျန်းသူတွေရဲ့ဂိတ်တွေကိုလည်းပတ်စံတွေကမနေ့မနေ့ပြီးနေရတာပေါ့နော်အဲ ချို့နေရာမှာသိငန်းန်းချို့နေရာမှာသိဆဲကန်းန်းနဲ့ချီပေးနေရတယ်။အဲသူတို့ကိုယ်တိုင်လည်းသိတယ်။သူတို့သူတို့တည်နေဖို့ကဆိုသူတို့ကိုယ်တိုင်လည်းသိတယ်။ဒါပေမဲ့လည်းအတောင်းကတော့ရှယ်ကျန်းတယ်။သူတို့ကျန်ရတောင်းနဲ့နှုံထားအတိုင်းဆိုလို့ရှိရင်ဒါကားတစည်းဆိုရင်တနက်တလက်ပူစာကွက်တီဖြစ်နေတယ်ပေါ့နော်အဲ့တော့အဲ့လို gate တွေကိုလည်းတိတယ်ဆိုလို့ရှိရင်လည်းဒီလိုနေရာမျိုးတွေကတော့လေချောင်းတိုက်ခိုက်မှုတင့်တယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့အပြက်ကိုတိုက်ပလိုက်ရပါပေါ့နော်ဒါမျိုးတွေကတော့နောက်တစ်နေ့ဘုကတော့ဒါအင်းလီ PDF တွေကိုတက်ကလေချောင်းတက်ခိုင်းမှုလုပ်ခဲ့တယ်ဆိုတဲ့တဲ့င်းပေါ့နော်။မဒီတဲ့င်းကနည်းနည်းဆမ်းပါတယ် DVB ကတင်ထားတာပေါ့နော်။အဲ့တော့အင်းလေး PDF တွေကိုတက်ကဟိုတစ်ချိန်တည်းကိုဘုံဒီအနည်းဆုံးအလုံး၄၀နော်တရက်ထဲကိုပေါ့နော်တရက်ထဲပေါ့တစ်ချိန်တည်းတော့မဟုတ်တရက်ထဲကိုဘုံဒီအလုံး၄၀လောက်နဲ့အသုံးပြုပြီးတိုက်ခိုက်ခဲ့တယ်။ဒါပေမဲ့လေထူးဆန်းစွာနဲ့ပဲနော်။သူတို့လုံးဝတယောက်မှအထိခိုက်မရှိဘူးလို့ပြောပါတယ်အလုံး၄၀လောက်ခေါင်းပေါ်ကနေကြိပ်ပြီးချနေအောင်နော် ရိုးရိုးလေရင်နဲ့ပြည့်လို့မထီဘူးဆိုရင်ကျွန်တော်လက်ခံလို့ရသေးတယ်။ drone ပေါ်နဲ့ပြည့်နေတာဒီမှာမြင်ကွင်းမှာဒီမှာဒီမှာတကောင်ဒီမှာတကောင်ဒီမှာတကောင်ဆိုပြီးတော့တောင်းကျန်သူတွေဘုံတွေဒီလိုချနေတဲ့ဟာကိုအလုံး40ချတော့မှတယောက်မှမထီဘူးဆိုတော့တိတ်တော့သူတို့ဟိုကအစ္စရေးကနေပြီးတော့အာယွန်ဒုံးတွေပါပြီးမှားထားတာလားတော့မပြောတတ်ဘူး။အဲလေပေါ်မှာပဲပောက်ကွဲသွားပြီးသူတို့စီမရောက်ဘူးဆိုတဲ့သဘောမျိုးပေါ့နော်။နောက်တဲ့နေ့ဘုကတော့ဒါရန်ကုန်တိုင်းဒေသကြီးဘဲတန်းမြို့နယ်တိတ်ချိန်ရွှေဆိုင်ပေါ့နော်။မတ်လ23ရက်နေ့မနက်ပိုင်းမှာ လူငယ်လေးတွေဓမြလာတိုက်ကြတယ်လူငယ်လေးတွေပေါ့နော်တနက်ကံပြီးဓမြလာတိုက်ကြတယ်ဓမြလာတိုက်တဲ့အချိန်မှာကြက်သိန်း1200ကိုဘိုးလောက်ဒါပါသွားတယ်ပေါ့နော်ရွှေတယ်ပစ္စည်းတွေပါတယ်ပါသွားတယ်ပါသွားတဲ့အချိန်မှာနိုင်ရီပိုင်းအတွင်းမှာပဲအဲလုံညိုတပ်ဖွဲ့ဝင်တွေကပြန်ပြီးဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ် CCTV မှတ်တမ်းတွေကနေတဆင့်လိုက်တဲ့အချိန်မှာအဲကျူးလွန်တဲ့သူတွေကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်နော်ဒီမှာသတင်းတွေတက်လာတဲ့ခါကျတော့ပြီးခဲ့တဲ့ရက်ပိုင်းကဒါ မကွေးတိုင်းဒေသကြီးကံကောမြို့နယ်ပေါ့နော်ကံကောမြို့နယ်မှာရှိတဲ့ PDF စီကံကိုတက်ကလီချောင်းတိုက်ခိုက်မှုပြုလုပ်တယ်ပေါ့ဒီလိုလုပ်တဲ့အချိန်မှာအာသူတို့ကတော့စီကံတိုက်တဲ့အချိန်မှာဆရာဝန်တည်တယ်ဆိုပြီးတော့ပဲရေးတယ်ဒါပေမဲ့ဆရာဝန်က CDN ဆရာဝန်ကုပီးနေတာ PDF တွေကိုတကယ်တိုက်ခိုက်ရတာလေ PDF တွေအဲ့တော့ဆရာဝန်တည်တယ်လို့ပြောအဲ့ဆရာဝန်တည်တဲ့နေရာမှာအခုထွက်ပေါ်လာတဲ့ဓာတ်ပုံတွေမှာသူတို့လုပ်တဲ့လက်လုပ်အဲလက်နက်ကြီးပေါ့နော်သူတို့ဘက်ကလုပ်တဲ့လက်လုပ် ဘယ်လိုပြောပြောရမလဲမဇိုင်းပေါ့အဲ့လိုလက်နက်တွေပါတူလောင်ထားတာတွေ့ရတယ်เนาะအဲ့ဒီလက်နက်တွေပါပောက်ကွဲထားတယ်မီးလောင်ထားတဲ့ဟာမှာတွေ့ရတယ်ဆိုတော့တချို့တည်င်းတွေကเนาะအမြဲတမ်းပြည်သူထိပ်ပြည်သူထိပ်ပဲအမြဲတမ်းရေးနေတယ်အဲ့တော့တခါလဲရှက်ပြီးတော့ရေးတင်တယ်เนาะ PDF ဆေးကုနေတဲ့နေရာကိုပေါ်တင်ရေးလိုက် PDF ဆေးကုနေတဲ့နေရာကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ဆိုပေါ်တင်ရေးလိုက်အဲ့ဒါဆိုပြဿနာမရှိဘူးလေရတယ်အဲ့ဒါဆိုအဆင်ပြေတယ်အခုကမဟုတ်ဘူးတခါလာလဲဒီ ြည်သူတွေထိခိုက်တယ်ပြည်သူတွေပဲထိခိုက်တယ်လို့တော့ဒါလည်းရှက်စရာကောင်းတယ်လို့ပေါ့နော်နောက်တစ်တင်းဘုတ်ကတော့မြန်မာနိုင်ငံထဲကိုနေဆက်လမ်းကြောင်းတွေကနေတဆင့်တရားမဝင်ဝင်ရောက်လာတဲ့ဒီ online ကြားဖြန့်လုပ်တဲ့ပြည်ပနိုင်ငံသား182ဦးကိုထပ်မံတစစ်စီဖော်ထုတ်ထိန်သိမ်းနိုင်ခဲ့တယ်ဆိုပြီးတော့အစိုးရဘက်ကထုတ်ပြန်ထားပါတယ်နောက်တစ်တင်းဘုတ်ကတော့ထိုင်းနိုင်ငံမှာကျင်းပမဲ့ ဘင်စတက်ထိပ်သီးစည်းဝေးကိုနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်တက်ရောက်မယ်လို့သိရပါတယ်။ဆိုတော့ကျွန်တော်တို့ဒီဟိုဟာကိုသွားတော့ရုရှားကိုသွားတဲ့ချိန်မှာတတိယနောက်တွေနော်ပါသွားတယ်ပေါ့။ဘာလဲတတိယနောက်တွေပြန်ပြောပါတယ်။တော်တော်ကိုမနာမနေမနာမနေသူအလုံးလုံးသွားတယ်လို့ပြောတယ်။တစ်ချက်တော့မနာဘူး။မနက်မိုးလင်းဆိုလည်းသူကအစိုးကြီးနိုးနေပြီနောက်တနေ့ရောက်သွားဖို့အတွက်အာပြင်ဆင်နေပြီပေါ့နော်။ အဲ့ဒီမှာအစည်းအဝေးတွေ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 မှာသမားမနာမနေကိုဇတိုက်လုတ်သွားတာနော်သူ့ရဲ့သူတောင်းဝင်နေတဲ့အချိန်မှာသူလုံနိုင်စွမ်းကလည်းဒါဘုံဝင်လည်းပြောရင်တော့သူ့မှာဒါအဲ့ချိန်မစားခြင်းဒီလိုတော့မှတော်တော်လေးဟိုလူယူနေရတဲ့ပုံစံအထိကိုသူကလုံနေတော့ဒါလူကြီးတယောက်အနေနဲ့ကတော့ဘုံဝင်လည်းပြောရင်လူကြီးဆိုတာအသက်အရွယ်လူကြီးကနိုင်ငံတော်လူကြီးလို့ပြောတာမဟုတ်လူကြီးတယောက်အနေနဲ့သူလုံနိုင်စွမ်းရှိတာသူအကုန်လုံနေရလို့တော့ကျွန်တော် ယူဆတယ်လုံနေတာပဲเนาะဒါပေမဲ့လည်းလူတွေအများကြီးကိုအုပ်ချုပ်နေလူ90တန်းလောက်ကသူ့ကိုမြင်တဲ့အမြင်တွေကတော့ဟိုအမြင်ပေါင်းဟိုလည်း20နဲ့5တန်းလောက်တောင်ကချင်မှကမယ်ပေါ့เนาะဒါတခုတည်းကြာဖို့ဆိုတော့ဘယ်လိုမှမဖြစ်နိုင်ဘူးအဲ့တော့အမျိုးမျိုးတော့မြင်ကြမှာပဲဒါပေမဲ့ကျွန်တော်မြင်တော့ကတော့ဒီခီးစဉ်တစ်ချက်တွေဟုတ်အရင်တော့ကကျွန်တော်တို့ကြားတယ်ပေါ့နော်ဒီသူတို့ကအတွင်းတည်နေကြသူတို့အတွင်းမှာအလုံးလုံးနေတဲ့ပုံစံတွေကျွန်တော်တို့ကြားတာ သူအနေနဲ့သူလုံနိုင်စွမ်းရှိတာကိုလုံနိုင်တဲ့လောက်ကိုလုံပြနေတာကျွန်တော်အဲ့လိုပဲပြောအဲ့တော့ထားလိုက်ပါလို့ဒီဘန်ကောက်တင်းဘက်ပြန်ဆက်အောင်ဆိုတော့ဘန်ကောက်ကိုနိုင်ငံတော်ဝန်ကြီးချုပ်တောင်ဝန်ယူနာဆကဥထတောင်ဝန်ယူပြီးတော့ပထမဆုံးသွားမဲ့ခီးစဉ်လို့ဖြစ်ပါတယ်အဲ့တော့ဘန်ကောက်ဆိုတာဒီမြန်မာနိုင်ငံကနေပြီးသွားပြီးတော့နော်အများဆုံးသွားနေတဲ့နေရာဥပမာမြန်မာနိုင်ငံကနေစစ်မှုထမ်းရမှာဆိုလို့ပြီးတဲ့တထီးသားများအဖွဲ့ နော်ကျွန်တော်မြန်မာနိုင်ငံကနေပြီးတော့နိုင်ငံရေးအရာဖန်ခံမှာဆိုလို့ပြေးတဲ့နိုင်ငံရေးနိုင်ငံရေးအဖွဲ့နောက်ပြီးလို့ရှိရင်အမျိုးမျိုးပေါ့နော်မြန်မာလုပ်သားတွေလည်းအများကြီးရှိတယ်တပငေါ့တမျိုးတွေပြောတော့ချင်းပိုင်တော့ဘာလို့လဲအများကြီးနေတယ်ပေါ့အဲ့တော့နိုင်ငံတော်ဝန်ကြီးချုပ်ကသွားမယ်ထိုင်းကဖိတ်တယ်အဲ့တော့ဒီနိုင်ငံတော်တောင်ဝန်မယူခင်တမတော်ကာကွယ်ရေးဦးစီးချုပ်ကထိုင်းတော်ဝင်နော်အတိုင်းဝိုင်းနဲ့တော်တော်ကြီးကိုနှီးဆက်တဲ့သူဖြစ်ပါတယ် เนาะไอ้ตัวดูตั้วมาบ่เนาะだからเราดีตะดิ้งโหดีนี้มาตีอ่ะเหมออิงแยกเนี่ยเราจ้าเลยนักงานวงจิจุคีทุกตั้วมาだแม้เบยกูตั้วมาเลยสรแล้วเราไม่ตีเนาะดีอ่ะดีแยกတော့ตัวดีบิสตัดปวยกูตั้วมาสรเราดีนี้มาတော့คอนฟิร์มลงได้นะบ่เนาะติมะนี่ตีนลาได้ขาจ้ะတော့เออဒီပွဲကိုဘယ်သူတွေတက်မှာလဲလောက်တာကတော့ဒီဘီတုံတန်ရှင်နာဝတ်ကဥဆောင်ပြီးလုပ်မယ်အဲ့တော့ဘယ်သူတွေလုပ်မှာလဲဆိုတော့ဒီအိန္ဒိယ ဝန်ကြီးချုပ်လာမယ်နရင်ဒရာမိုဒီပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘင်္ဂလားဒေ့ရှ်အာပြီးလို့ရှိရင်အခြားသောဒီနိုင်ငံငယ်တွေလည်းတက်ရောက်မယ်လို့သိရပါတယ်ပါပြောဒါအင်းကြီးချင်းကိုသွားတာဖြစ်တဲ့အတွက်အောင်မြင်တဲ့အခီးစဉ်တစ်ခုဖြစ်ပါစေလို့ကျွန်တော်လည်းဆုတောင်းပါတယ်။နောက်တဲ့နေ့ဘုတ်ကတော့ကျွန်တော်တို့ဒါအရောက်တိုင်းလင်းမျက်နာတာပေါင်းပချံကိုကြုံလာတဲ့အီအီဖွဲ့ပေါ့နော်။ကျွန်တော်နေမြေတရင်အချို့ပြန်ကြားရတာတော့အဲဘုံဝင်လေးပြောရတာချင်းနေမကောင်းဘူး။ဘာကြောင့်လဲဆိုတော့သူတို့ထောက်ပံ့ပို့ဆောင်မှုလမ်းကတော်တော်လေး ကြုံခဲ့ပြီသူတို့အတွက်ကသူတို့လုံနိုင်စွမ်းသူတို့ထောက်ပံ့ပို့ဆောင်မှုအနောက်ကနေပြီးတော့လုံနိုင်တဲ့အစွမ်းကြုံခဲ့ပြီတရလိုင်းတရကုန်မှာ200လိုင်း200ကုန်မှာအဲ့တော့မြေပြတ်မှာသူတို့ကိုထင်တယ်လို့ထောက်ခံတဲ့သူကမရှိဘူးအထူးသဖြင့် EU အတိုင်းမှာ EU ထောက်ခံတဲ့သူကခက်ချာချာဟို NLD ထောက်ခံတယ် PDF ထောက်ခံတဲ့သူဆိုလို့ရှိရင်တော့တမျိုးစစ်တပ်ကိုဘယ်လိုမှကြည့်လို့မရအောင်မုန်းတယ်ဒါဒီလိုလူဆိုလို့ရှိရင်တော့ AA ကိုထောက်ခံကောင်းထောက်ခံနိုင်မယ်တာမန်ပြည်သူဆိုလို့ရှိရင်တော့ အေးဘယ်မှမထောက်ခံဘူးတချို့ကျွန်တော်တို့ပြန်ကြားတဲ့တည်နေရဆိုရင်တချို့ဒီတက်ကအဖွဲတွေဆိုလို့ရှိရင် AC ပဲရွာသားတွေကထမင်းချက်ပူဟင်းချက်ပူကော်ဖီမေးရဆပွဲပူတယ် AC ပဲဘာမှလှုပ်ရှားကြမလို့လောက်တဲ့အနေထားတွေကိုတို့ကမှလုံမျိုးတောင်းဝန်ထမ်းဆောင်ရင်းနဲ့နေရတဲ့အနေထားမျိုးပေါ့နော်ဒါကလည်းမြေပြင်သတင်းကြားတဲ့အချိန်တွေပေါ့ဒီတစ်ခေါက်မှလည်းဒါ A ရဲ့ဒါလီမင်လာအဆက်တောင်းအောင်ဆက်တီးဆင်းလာမှုမှာတော်တော်လေးအချိန်ကြီးဆိုးခဲ့တယ်ကျွန်တော်သတင်းကြားပါတယ်နောက်တစ်ခေါက်တော့ဒါ ဒါကချင်ဘက်ကရေးတဲ့တင်ပေါ့နော်ကချင်ဘက်ကရေးတဲ့တင်မှာ MND ကလာရှူဒေတာခံနေရမြေတွေကိုတိမ့်နေစိုက်ပြီးမွေးမြူရေးတွေလုံနေတယ်သူတို့ကအဲ့ဒါမှတိမ့်ပြီးလုံနေတယ်ပေါ့နော်အဲ့တော့ဒါကတော့သူတို့ပြောစရာမလိုဘူးသူတို့စီမှာအာနာဥပဒေဆိုတာကတနက်ပြောင်းသွားမှာပဲရှိတယ်နော်အဲ့လိုမျိုးကျွန်တော်ပြောခဲ့ပြီးသွားရဲ့အစောပိုင်းတော့ကပလောင်ကလည်းအောက်ကိုဆင်းလာတဲ့အချိန်မှာဒီနောက်ချိုဒေတာမှာရှိတဲ့ဒေတာခံပြည်သူတွေရဲ့ကြံတွေကိုတိမ့်နေ ခုတ်ပြီးသားတွေကအစည်းလိုက်တင်ပြီးတော့သူတို့အပိုင်တင်ပြတာတွေကဒါဖြစ်လေဖြစ်တာရှိလေရှိနေပါတယ်နော်နောက်တင်တဲ့ဘုတ်ကတော့ဒါ AUD ဘက်ကတော့တင်ထားတယ်ပေါ့နော်ကျွန်တော်တို့ကဒါနဲ့ပတ်သက်ပြီးတော့တိကျတော့အတိမပြုတ်နိုင်မဲ့ဒါထုတ်ဖို့ပြောရမယ့်သတင်းဖြစ်ပါတယ်အဲ့တော့တရုတ်နိုင်ငံရဲ့ဂျာဝင်စစ်ဆက်မှုနဲ့မြန်မာတပ်မတော်နဲ့ MND ပေါ့နော်ခုနကိုကန်းအဖွဲ့နဲ့ကုမင်းမှာထပ်ပြီးတွေ့နေတယ်ဆိုပြီးတော့ပြောပါတယ်ဇက်တိုက်တွေ့ဆုံနေတဲ့ဒီဆွေးနွေးမှုတွေမှာ မြန်မာတပ်မတော်ဘက်ကတော့ရှိသမျှနေရာတွေအကုန်လုံးကနေပြန်ဆုတ်သွားဖို့အတွက်ဖိအားပေးထားတယ်လို့သိရတယ်။ MND နဲ့နှစ်ဖက်ကြားထဲမှာဆွေးနွေးမှုတွေကတော့တင်းတင်းမာမာရှိတယ်။ MND ကတော့သူတို့တင်ထားတဲ့မြို့တွေတွေကအဲအချို့ကိုပဲပြန်ပေးချင်ပြီးတော့အချို့ကိုမပေးချင်ဘူး။နေရာအချို့အအပိုင်းခြားသတ်မှတ်ပြီးတော့ပဲပေးချင်ပြီးတော့ပြန်မဆုတ်ချင်တဲ့သဘောမှရှိတယ်ပေါ့နော်။အဲ့တော့တချို့ online မှာဝါဒဖြန့်နေတယ်လို့လာချိုးကနေပြီးတော့ MND တွေပြန်ဆုတ်နေပြီလို့ပါလို့ဒီသတင်းတွေကတော့မဟုတ်ပါဘူး။ တော့အခုအခြေအထိကိုဆွေးနွေးစေနော်တင်းတင်းမမာညှိနှိုင်းနေစေဖြစ်ပါတယ်အပြီးကြေးရဲ့ပိုင်းတွေကတော့ဒီဆွေးနွေးမှုရဲ့ effect လို့တော့ကျွန်တော်ထင်တယ်တာမန်ပြည်သူတယောက်က MND နဲ့မြန်မာတပ်မတော်နဲ့တရုတ်နိုင်ငံမှာဆွေးနွေးနေရတဲ့အကြောင်းတာမန်ပြည်သူမသိဘူးလာရှုမှနေပို့ဆိုးတယ်သိမှာမဟုတ်ဘူးဒါပေမဲ့လာရှုမှဒီရှီကျင်းပြန်ကိုကန့်ကွက်တယ်ဆန္ဒပြတယ်တရုတ်ကိုဆန္ဒပြတဲ့မှာလေအဲ့တော့ရှင်းရင်လေသူတို့အောက်ဖားတွေကလွဲပြီးကျန်တဲ့လူတွေမဖြစ်နိုင်ဘူး ။တမန်ပြည်သူတွေကအဲ့လိုမျိုးနိုင်ငံရေးနဲ့ပတ်သက်ဆက်ရှိရမှာကိုတော်တော်ကြောက်တယ်။စိတ်ရင်းနဲ့ဆိုပိုဆိုးတယ်။လက်နက်ကင်ကိုထိဖို့တိုးဖို့ဆိုတာနော်။ဒါမဖြစ်နိုင်ဘူး။အဲ့ဒီအတွက်ဘလို့ထောက်လည်းမထောက်ခံချင်ဘူး၊ကန့်လည်းမကန့်ခေါ်ချင်ဘူး။အဲ့လိုနေကျင်တဲ့ပြည်သူတွေ။ဒါပေမဲ့လာချူကနေရာအချို့မှာအဲဒါဘသူတွေလှုပ်လေးလှုပ်ထားရှိတဲ့ပုံစံလဲဆိုတော့ဒီ NUG လက်အောက်ခံ PDF တွေလှုပ်လေးလှုပ်ထားရှိတဲ့အချိန်မှာတစ်ပေမှာစာကတ်၊နေရာမှာစာကတ်၊ဓာတ်ပုံရိုက်၊ line model ဒီလိုပုံစံမျိုးဆန္ဒပြသွားတယ်ပေါ့နော်။တရုတ်ကသူကဆန္ဒပြတော့ဆိုတော့ တစ်ဖက်မှာကျတော့ဘာဖြစ်လဲဆိုတော့ MNDA ထိန်းချုပ်ထားတဲ့နေရာမှာဒီလိုဆန္ဒပြရဆိုတော့ MNDA ရဲ့တရုတ်ကိုဆန္ဒပြရလားဆိုတဲ့ပုံစံပြောလို့ပြောလို့ရတယ်။အဲ့တော့ပြောချင်တာ MNDA ရဲ့ဟောအဲ့ဒီပြည်သူတွေကိုလွှဲချပြီးတော့ဒါပြည်သူကတ်တာပါဆိုပြီးသူတို့ကတ်ပြီးတော့လဲဓာတ်ပုံရိုက်ပြီးတော့ပို့နိုင်တာပဲလေ။ဒါကျွန်တော်တို့ပြည်သူတွေကဒီလိုထောက်ခံတာကျွန်တော်တို့ last shot နဲ့မထွက်ခွာချင်ပါဘူးဆိုပြီးတော့ MNDA ကလည်းဒီလိုတွင်မျိုးကိုဖန်ကျင်လဲဖန်မှာပဲ။ဒါပြောလို့မရဘူး။နော်အဲ့တော့တော်ဝင်ပြည်သူကတော့မလုံနိုင်ဘူး MND ထောက်ခံတဲ့ သူတို့အောက်ဆွဲတွေဖြင့်ဖြစ်မဖြစ် MND ကိုယ်တိုင်ကပဲဒီစာကိုကတ်ပြီးတော့သတင်းဌာနတွေပို့တယ်လို့ပဲကျွန်တော်ကတော့ယူဆတယ်နော်နောက်သတင်းတစ်ပုဒ်ကတော့ငဇုံမြို့နယ်ထဲမှာအယက်သားတဦးကို PDF အဖွဲ့ဝင်တွေကတလန်ဆိုပြီးတော့ဖမ်းဆီးပြီးတော့ဓာတ်နဲ့ခုတ်ခဲ့တယ်အဲ့ဒါကတော့ငဇုံမြို့နယ်တန်ကုန်းရွာကဥညွန့်လှပေါ့နော်ဥညွန့်လှအတွက်နဲ့သူလမ်းလျှောက်နေတာလမ်းလျှောက်နေတဲ့အချိန်မှာ PDF တွေရောက်ချလာပြီးတော့ဥညွန့်လှကို ဖမ်းဆီးဒါနဲ့ခုတ်လိုက်တယ်နေရာတမှာပဲတည်ဆုံသွားခဲ့တယ်ဗောနော်နောက်တစ်နေ့ဘုကတော့ဒါနောင်ချိုဗောနောင်ချိုကတော့ကျွန်တော်မှန်းတာတော့မကြခင်နောင်ချိုကတော့ပါသွားတော့မယ်ဒါပေမဲ့နောင်ချိုပါသွားမှဆိုလွယ်လွယ်ကူကူနဲ့ပါမယ်လို့တော့မယူဆလိုက်နဲ့တအားကြီးလိုင်းပေါ်မှာဟိုက်နေတယ်လို့မျိုးနောင်ချိုတက်ကတိန်းတော့မလားတက်ကဘလို့ဖြစ်တော့မလားမလွယ်ကူဘူးဘယ်တော့မှဘာကြောင့်လဲဆိုလို့ရှိရင်ပြီးခဲ့တဲ့တလားလောက်ကစပြီးတော့ နောင်ချိုပတ်ဝန်းကျင်မှာရှိတဲ့နော်ပြည်သူတွေလူငယ်တွေတော်တော်များများကိုအဲ့ဓနု PDF အဖွဲ့နဲ့ဒီပလောင်တနက်ကင်အဖွဲ့ TNL ကပေါင်းပြီးတော့ဖမ်းပြီးတော့ဒီကြောက်မဲတီဘုံဘက်မှာစစ်တပ်နန်းတွေပေးနေတယ်ဆိုတော့ကျွန်တော်အကြိမ်ကြိမ်တင်ပြခဲ့တယ်အင်အားများတယ်ယာနဲ့ချီရှိတယ်ဒီရက်တူတင်တန်းလေးတွေပေးပြီးအဲ့ကလေးတွေကိုရှီတန်းမှာတေးခိုင်းမှာအဲ့တော့နောင်ချိုတက်သိမ်းမယ်ဆိုလို့ရှင်လဲလွယ်သေးဘူးလွယ်တော့မလွယ်ဘူး ဒါကိုလည်းတောင်မရှိတဲ့သူတွေကလည်းသိပါတယ်เนาะအခုဒါနောက်ချိုးမှာဆိုလို့ရှိရင်ဒါတိုက်ပွဲတွေဂျူကြားဂျူကြားဖြစ်နေတယ်ဂျွနေရာတွေမှာအလောင်းလက်နက်သိမ်းစီရမိမှုတွေလည်းရှိတယ်အဲဂျူကြားဂျူကြားဖြစ်နေတာဖြစ်တဲ့အတွက်တဏျာနဲ့တဏျာတူမှာမဟုတ်တလောင်းစားနှလောင်းစားသုံးလောင်းစားအဲ့လိုမျိုးတွေတော့ရှိမှာပေါ့ကုန်းတွေကတော့မကြမကြပဲဒါသိမ်းစီနေတာရှိပါတယ်စခန်းကုန်းတွေကတော့เนาะစခန်းကုန်းသိမ်းစီတယ်ဆိုတော့လွယ်လွယ်ပဲဘာကြောင့်လဲဆိုတော့ဒီကနေ မြင်တဲ့တက်ကနည်းနည်းဖိအားပေးပြီဆိုရင်ဒီစကန်ကုန်းဆုတ်ပြေးတယ်အဲ့တော့စကန်ကုန်းတက်ရှင်နဲ့မိရှုထားခဲ့ဆက်တက်အဲ့လိုမျိုးသွားပြီးတော့တဏျာပြီးတဏျာခန်းစစ်ပြင်ပြီးသွားနေတာပေါ့နော်ပလောင်ဘက်ကတော့နောက်တနေ့တော့ကတော့ဒါမတ်လ23ရက်နေ့မှာတထိုးကြီးမျိုးနယ်အနောက်တောင်ဘက်မှာရှိတဲ့လက်ဝဲမြင်းနီရွာကိုအဲပြီးခဲ့တဲ့ညကပေါ့နော်လာတမတော်ကနေပြီးတော့လေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်ဆိုတော့ဒေသခံတွေပြောပြချက်အရတော့ ပြုတ်လုခဲ့တဲ့အရာတွေမှန်တယ်မြတ်အကုန်လုံးနှိပါပေါ့နော်ဒီလေကြောင်းတိုက်ခတ်မှုပြုတ်လုခဲ့တဲ့အရာတွေအကုန်လုံးနှိပါပြစ်မှတ်တတ်တဲ့ထိခိုက်မှုရှိခဲ့တယ် PDF အသေးပြောက်များတယ်ဆိုတော့တချို့နေရာတွေမှာအလောင်းတွေမကောက်နိုင်သေးဘူးနော်ပြီးလို့ရှိရင်အဲ့ဒီ PDF ခေါင်းဆောင်ဟိုကုလင်းဆိုတဲ့သူရဲ့အိမ်ဘုံကိုလည်းတက်တက်ကြတယ်သူတည်မတည်ရတော့ဒါရွာထဲမှာတိတ်မတည်သေးဘူးပေါ့နော်ဒါတိတ်ပြီးတော့အတီမပြုတ်နိုင်သေးဘူးဒါရရတာတို့ဘာလို့တော့နည်းနည်းပါးပါးကြားထားတယ်နောက်ပြီးတော့ဒီ PDF တွေထားထားတဲ့အချို့အိမ်ကြီးဆေးကုတဲ့နေရာတွေတော်တော်များများကိုလည်းအဲလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာနေရာတိုင်းဒီပါထိခဲ့တယ်လို့သိရပါတယ်။နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနေ့တိုင်းတတိပီးနေကြပါ။ဒါပုံမှန်လဲကျွန်တော်တို့ဟိုကြုံလို့ရှိရင်လည်းကြုံတိုင်းတတိပီးနေကြပါ။အဲ့တော့မူးဆိုရင်လည်းမူးနှွေဆိုလည်းနှွေဆောင်းဆိုလည်းဆောင်းပေါ့နော်။အဲ့တော့အခုကနှွေရောက်ပြီ။နော်ဟိုပုံမှန်ကျွန်တော်တို့ပူတဲ့အပူချိန်ထက်ပူပြီးတော့ပူနိုင်တယ်။ အဲ့တော့ကျမရေးကြည့်ဆိုင်ကြပါရှည်မြမြတောက်ဖို့ပြောချင်တယ်နေဘူးလက်ထွက်တဲ့ခါကြလို့ရှိရင်လည်းအုတ်ထုတ်အဆောင်စသဖြင့်ပေါ့နော်ဟိုကူနေအောင်နဲ့လိုက်ဖတ်မဲ့ဟိုကူခနာကူမှာဝတ်ဆင်မဲ့ဝတ်စားတွေကိုလက်စနစ်တကျရွေးချယ်ပြီးတော့ပြီးတော့ပါလွာပြီးတော့လူရင်းလေးထက်ကောင်းတဲ့အင်ဂျီဒီဝတ်ပါနော်အတတ်နိုင်ဆုံးဟိုနေဘူးတဲ့မထွက်နဲ့နေဘူးတဲ့ထွက်နေရတဲ့နော်အလုတ်ကြမ်းလုံးနေရတဲ့မထွက်ရင်မှထမင်းမစားရတဲ့နော်အဲ့လိုမိသားစုတွေအတွက်နော်တစား တောက်ပါမဝယ်တောက်နိုင်ဆိုလို့ရှိရင်လည်းယင်ယင်လေးကတယောက်ကျွန်တော် comment အောက်မှာရေးထားတာရှိပါတယ်အဲ့ဒါကိုကနဲ့ကိုတစားစားလီတကြားလီနဲ့အဲ့လိုမျိုးပေါင်းဆက်ပြီးလုပ်တဲ့နီးလေးခြာပြီးတော့တစားလုပ်ပြီးတောက်ပါဆိုနောက်တစ်ခုကကျတော့ဒီစစ်မှုထမ်းကိစ္စပဲဖြစ်ဖြစ်နော်ဒီသားမှာအနိုင်ကျင့်ခံရတာပဲဖြစ်ဖြစ်အဲ့လိုကိစ္စဆိုရင်ကျွန်တော် YouTube အောက်မှာရေးလို့ရတယ် YouTube မှာဘသူရေးတဲ့ဆိုပြီးတော့အဲ့မှာနာမည်က ဘယ်သူမှမသိဘူးเนาะတိတ်ပြီးတော့မသိပါဘူးအဲ့တော့တချို့လည်းနာမည်အတုတွေနဲ့များပါတယ်နာမည်အတုဆိုတာသူတို့ဒီ YouTube ကပေးလိုက်တဲ့ဟာကိုအလွယ်တကူဖွင့်ထားတဲ့နာမည်ကြီးဖြစ်ပါတယ်အဲ့လိုနာမည်နဲ့များတဲ့ခါကျတော့ comment မှန်းလိုက်ပါရတယ်တို့တော်တော်များများကတော့ကြည့်မှာပဲเนาะတာဝန်ရှိသူတယောက်မို့တယောက်တော့မြင်မှာပဲအဲ့တော့ YouTube comment အောက်မှာမှန်းထားလိုက်ပါကိုမကြည်နှက်ချက်တွေပါနေညာတွေအကုန်လုံးမဆဲနဲ့မယိုင်းနဲ့မှန်းပါเนาะလုံးဝမဆဲနဲ့မဆဲဘဲနဲ့အချက်လက်ကြကြเนาะဘယ်အုပ်ချုပ်မှုကဘသူစီကပတ်စံဘလောက်တောင်းနေเนาะဘယ်နေရာမှာ PDF တွေကပတ်စံဘလောက်တောင်းနေမဆဲနဲ့ ောက်ပြီးလို့ရှိရင်ဒီပတ်ဝန်းကျင်ကနေပြီးတော့ဟိုဘယ်လိုပြော community standard တွေလိုက်နာပါနော်ဒီဘယ်လိုပြောရမလဲအကြံဖတ်မှုဆန်တဲ့စကားလုံးတွေလုံးဝမတုံ့ပါနဲ့အဲ့ဒီအောက်မှာမန့်လဲဆိုလို့ရှိရင်လည်းတယောက်ယောက်ကတွေ့ပြီးအရေးတည်ယူလုံးမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့အတွက်တည်နေရတော့ဒီလောက်ပါပဲဆိုတော့ကြည့်ရှုအားပေးတဲ့သူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျာကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေလဲဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KB WP ARB CBV ဖုန်းနံပါတ်တွေဖြစ်တဲ့39 480 398ကိုဒတရအကောက်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KB WB ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လုံဆောင်နေတဲ့ ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ